ဒီအရက်ကတက်တော့ AA က AA နဲ့တက်တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီမြန်မာပြည်မှာတရုတ်နိုင်ငံကသူ backup ပေးထားတဲ့လက်နက်ကင်ဖွဲ့ရှင်ရှိတယ်အဲ့ဒီလက်နက်ကင်ဖွဲ့တွေပေါ်မှာလည်းဩဇာတိတ်ညောင်းတယ်အဲ့လိုမျိုးဩဇာညောင်းတာကိုဒီလာရှိုမျိုးကကိုကန်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အထင်ရှားတွေးခဲ့ရတယ်လို့ကြားဖြန်နေနေကိစ္စပါလေတရုတ်ရဲ့ဩဇာဘယ်လောက်ကြီးမားတယ်လဲဆိုတာကိုကျွန်တော်တို့ အားလုံးပြန်တွေ့ခဲ့ရပါတယ်ဒီလိုတိုင်းသာဆိုရင်မြန်မာပြည်နိုင်ငံရေးမြန်မာပြည်အခုမြန်မာပြည်ရဲ့ဝေဥတော်တိုင်းရေးမှာအရေးတစ်ခုကိုကြီးကြီးမားမားတုံ့ပြန်နိုင်ကြတယ်တရုတ်ကဘက်ကပေးထားတဲ့ဒီမြောက်ပိုင်းတစ်နက်တိုင်းတက်ဖြစ်နေအောင်တတ်ပြရတယ်အဲ့တော့ပြည်သူလူထုကြားမှာအားလုံးညှိနှိုင်းချက်တွေဝေဝါးပါမလားဒီလက်နက်တိုင်းတက်တွေအားလုံးကရောတရုတ်ပြောလို့ရပဲနာခံတော့မှာလားဆိုပြီးတော့စိုးရိမ်ပူပန်မှုရှိနေကြတယ်ဒါနဲ့အဲ့ဒီအထဲမှာထူခြားတာတော့အရကတက်တော့အေးအေးဟာတရုတ်ကသူ့ရဲ့အချုပ်စီးပွားလုံခြုံရေးအတွက်ဒီတက်တွေကိုမွေးထားတာဒါပေမဲ့ အရကတတော်ရဲ့ပထဝီတည်ရှိတဲ့ရခိုင်ပြည်နယ်ရဲ့ပထဝီဝင်အနေထားအရကတတော်ရဲ့နိုင်ငံရေးရည်ရည်ချက်ဖွဲ့စည်းတည်ဆောက်ဖို့ပြီးရင်ခိုင်မာတည်ကြည်ပြင်ပြတဲ့စိတ်သက်တွေကြောင့်တရုတ်နိုင်ငံဟာသူ့အသက်အရကတတော် AA ကြောင့်ပဲတရုတ်ဟာမြန်မာပြည်မှာသူ့အသက်သူစူးနေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့အဲ sharing ပြန်လေးပြောပြဝေမျှချင်တာဖြစ်ပါလေအခုနေ့ကကျွန်တော်တို့ပြောသွားတဲ့အတိုင်းပဲတရုတ်နိုင်ငံဟာမြန်မာပြည်မှာစစ်ကောင်စီစစ်တပ်ကိုဘာကြောင့်အားပေးခဲ့လဲဆိုရင် ကျွန်တော်ငင်းလို့မရတဲ့အချက်ကမြန်မာနိုင်ငံရဲ့တောက်လျှောက်မှာစစ်တပ်တခုအဓိကတာနဲ့ခိုင်မာတဲ့ institution ဖြစ်ကာလာတခုထိကာလာရှိကြအတိုင်းအတာတခုထိတွေ့ရတည်ခဲ့တယ်ဆိုတော့ဒီမျိုးတော်လိုင်းကြီးမှာလည်းလက်နက်ကိုင်ပုံကံအုံချမှုတွေနေရာအနှံ့အပြားဖြစ်နေတဲ့တရုတ်နိုင်ငံဟာမြန်မာပြည်နဲ့ပတ်သက်တဲ့ဘူဝါဒဟာအတမတ်သေးပဲရှိနေပြီးတော့မြန်မာစစ်တပ်ဘက်ကပဲရက်တည်တဲ့သဘောထားရှိတယ်။နဂိုကလေးကမြန်မာပြည်မြန်မာပြည်ရဲ့နိုင်ငံရဲ့အခင်းချင်းမှာစစ်တပ်ကိုလည်းထောက်ခံအပ်ပေးတယ်။တစ်ဖက်မှာတိုင်းသာလက်နက်ကိုင်အထူးဖြင့်သူမွေးထားတဲ့မြောက်ပိုင်းဖွဲ့တွေကို backup ဝင်ဝင်ယူထားပြီးတော့သူ့ရဲ့အချိုးစီးပွားတွေဒီအထူးဖြင့်တရုတ်နိုင်ငံရဲ့အနောက်ဘက်ထွက်ပေါက်ဖြစ်တဲ့ဒီ ဒီမြန်မာကန်ယူတန်းဒေတာပေါ့နော်ဘင်္ဂလားပင်နေအောင်အဲ့ဒါကိုဖြတ်ပြီးတော့မြန်မာပြည်အငယ်ပိုင်းကိုဖြတ်ပြီးတော့ဒီ corridor ကြီးတစ်ခုကိုအဖော်ဆောင်ဖော်ဆောင်နေတယ်ရေနံပိုက်လိုင်းနေတယ်သွားတယ်ရထားလမ်းနေတယ်သွားနေတယ်ဆိုတော့အဲ့ဒီနေရာလေးမှာအဲ့ဒီအကျိုးစီးပွားကိုကာကွယ်ဖို့အတွက်ဒီလက်နက်ကိုင်ဖိုက်လို့လည်းတစ်ခါကနေမြောက်ပိုင်းအားပေးထားတယ်အဲလက်နက်တွေစစ်တပ်တန်းတွေလည်းသူပေးထားတယ်အဲ့လိုနည်းနဲ့မြောက်ပိုင်းလက်နက်ကိုင်ဖိုက်တွေဟာမမာဘီဘီရဲ့ဒီလက်နက်ကိုင်တော်တိုင်းရေးထဲမှာကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်လာခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဒီလိုနဲ့နှွေးဦးတော်တိုင်းရေးပေါ်ပေါက်လာတဲ့အခါမှာ အတရုတ်နိုင်ငံကဒီသဘောထားတိုင်းပဲဆက်ရှိနေပြီးတော့ဗီဇာတစ်ခုရေမုတ်တစ်ခုပုံစံမျိုးနဲ့အဆက်ဆံနေခဲ့တယ်။ဒါပေမဲ့ဒါကိုစစ်ကောင်စီကအရုရှားခြေထောက်ပြင်ဖက်တယ်သူ့ကိုခြေစုံပြန်ပြီးတော့အ NLD နဲ့ညှိနှိုင်းဖို့ဆက်အားလာသိမှုကိုဖြတ်တန်းဖို့ပြောဆိုခဲ့တော့ဒါကိုမချင်သက်တဲ့မင်းအောင်မင်းတို့ဖွဲ့ကဒီရုရှားကိုပြီးခဲ့တယ်ရုရှားနဲ့ပလဲပလန်တွေတင်ပြတယ်တင်ပြတယ်ပြီးတော့နောက်တစ်ချက်အရေးကြီးတာကဒီကြားဖြတ်ကိစ္စကြားဖြတ်ဟာဒီကျွန်တော်တို့နိုင်ငံတကာသတင်းတွေရဲ့ပေါ်ပြချက်ရဒီ2023တနှစ်ထဲမှာဟိုပဲဒီအရှိတောင်အာရှမှာ အခြေစိုက်တဲ့အကျိုးတွေဒီလာအောင်လို့မြန်မာပြည်ရွှေကုတ်ကိုတို့ပြီးတော့အရင်ဒီလောက်ကင်ဒေတာထဲကအဲကြားဖြန်တို့အဲ့ဒီကြားဖြန်တို့နန်းတွေကဒီတရုတ်ပြည်သူတရုတ်နိုင်ငံထဲကပြည်သူတွေအဓိကပြတ်မှတ်ထားပြီးတော့ငွေကြီးလိမ်နေတဲ့အခါမှာဘယ်လောက်ထိတရုတ်နိုင်ငံကပတ်စံဆုံးရှုံးရလဲဆိုရင်အမေရိကန်ဒေါ်လာအဖြစ်36ဘီလီယံဆုံးရှုံးနေတာလည်းဆိုပြီးတော့အစီအစဉ်ကထပ်ပေါ်လာတယ်ဆိုတော့တရုတ်ဆိုတာလည်းဒါအောင်တောက်ချောက်ပြောလာနေခဲ့တယ်2023လောက်ဆက်ပြီးတော့ဒီမြန်မာစစ်တပ်နဲ့အောင်လိုင်း စမ်းသပ်စစ်ကောင်စီတပ်မို့ဒီအရေးကိုအရေးယူပြီးဖို့ဥထိတ်ချုပ်နေနေထဲမှာဖြစ်နေတဲ့ကိစ္စမျိုးအရေးယူပြီးဖို့တောက်လျှောက်ပြောနေတော့များလဲဒါကိုယ်စားလေပါလွတ်ပြီးတော့ပြောနေတော့များလဲမင်းအောင်နိုင်ငံဂိမ်းမဆိုင်ပဲနဲ့ရုရှားနဲ့ပြေးပေါင်းတယ်ဒီအရေးကိုလည်းရန်ကုန်မြို့နယ်ကောင်လို့နေရာမှာနေရာအထိမှာတော့အဲဒီအဖွဲ့ရှိခဲ့တဲ့ဆိုတော့ကျွန်တော်တို့သတင်းတွေသိရတယ်ကျွန်တော်အားလုံးမှမိကြပါဘူး2023ခုနှစ်ကဒီကျွန်တော်တို့ဒီဗဟန်းမှာရှိတဲ့ဒီထိုင်းအဲဆိုတဲ့ဒီအောက်ဝင်ရှိတဲ့အပေါ်မှာအဲဒီစစ်ကောင်စီရဲရဲတွေကစစ်သားတွေကဝင်စီးတော့တရုတ်ပြည်အားကြောင့် ဟန်ပြစီးလာလဲဟန်ပြမနော်ဝင်ဟန်ပြပြီးတော့ဟန်ပြဖန်ပြရဲ့ခါမှာဒါကြားဖြန်လုပ်ငန်းတိရုံနိုင်ငံသားတွေလည်းပဲကြားဖြန်လုပ်ငန်းဖြစ်နေတာပဲတွေ့ရတယ်။ဆိုတော့ဒီလိုမျိုးစစ်ကောင်စီကတိရုံကိုအာခံပြီးတော့ရုရှားကိုပြေးပေါင်းတယ်ကြားဖြန်တွေကိုဆက်ပြီးတော့မွေးထားတယ်။အထူးဖြစ်ဒီနောက်ကင်ဒေတာခင်းမှာနော်အဲ့စစ်ကောင်စီနဲ့ပေါင်းတဲ့ပုံကပြီးသွစေပယ်ပြီးသားစုတယ်။ဆိုတော့သူတို့ကအဲ့ကြားဖြန်လုပ်ငန်းတွေကိုအများအပြားသူတို့လက်ခံထားတယ်။ပြီးတော့ရှစ်ပုဂ္ဂိုလ်မှာဆိုရင်ဒီ TGV ရဲ့အဲ့ဒီဆော့ချစ်သူတို့လို့ BGF တွေစားစားနဲ့ပေါင်းလိုက်ဆိုတော့ဒီလိုမျိုးချက်ချင်းတိပေးတော့ခင်ဗျားလည်းလိုက်နာမှုမရှိဘဲနဲ့ အခံတဲ့အတွက်တရုတ်နိုင်ငံဟာတစ်တုံ့ပြန်နှိမ့်ခုံဆိုတဲ့စစ်စင်ကြီးကိုခွင့်ပြုပေးခဲ့တယ်လို့ဒါကျွန်တော်တိုင်းရဲ့ပြောသွားပါလိမ့်မယ်။အဲဒီလိုမျိုးကြားချောင်ကိုနေနေတဲ့အချိန်မှာတရုတ်နိုင်ငံဟာအချိန်ကမရောက်နိုင်လို့တစ္ဆာဖောက်ပြီးနောက်ကျုံးကိုဓာတ်နဲ့ထုတ်လို့နောက်ကန်ဒေတာကနေထွက်ပြေးခဲ့ရတယ်။ဒီကုတ်ကတ်ပေါက်ကြားရှင်မိသားစုကုတ်ကတ် MNDAA ကိုအဓိကဥဆောင်မှုခံနေတာနေဒီတစ်တုံ့ပြန်နှိမ့်ခုံစစ်စင်ကြီးမှာပါဝင်လာတာတွေ့ရတယ်။ဒါဟာတရုတ်နိုင်ငံကသူ့အပေါ်မှာမလင်းမစားဆက်ဆံတဲ့စစ်ကောင်စီကိုအချိန်ခဏလာခြင်းမှာတုတ်ချအောင်လုပ်နိုင်တဲ့အဆန်းရှိတယ်ဆိုတာကို ထုတ်ပေါ်ပြလာခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့အဲ့ဒီတက်တုံတန်းနစ်ခေါ်ဖြစ်သွားတဲ့တလားတာအချိန်တွင်းမှာဒီမြောက်ပိုင်းဒီမဟာမိတ်တက်တွေနဲ့ဒီ PDF ပုံအောင်တက်တွေဟာလာရှုပ်ထိတက်သိမ်းနိုင်ခဲ့တာကိုတွေ့ရပါတယ်ပထမကတရုတ်ကဒီဒီစီဒီတက်တုံတန်းနစ်ခေါ်စစ်စစ်စင်ရေးကိုအာစစ်ကောင်စီကိုစောမတင်ကန်းလာပေးဖို့နဲ့ကြားဖြတ်ဖို့နိုင်င်းဖို့ရည်ရွယ်ခဲ့တော့ရလဲအဲ့ဒီ plan ထဲကနေကိုကန့်တက် energy ရေကလွတ်ထွက်သွားပြီးတော့ဘာရှုပ်ထိတိမ့်တိမ့်သွားတဲ့အခါမှာတရုတ်နိုင်ငံဟာထိတ်လန့်လာခဲ့တာကျွန်တော်တို့တွေ့ရပါတယ် အဲ့လိုမျိုးလာရှိုးကိုမသိဘူးလေအချိန်ချင်းသတိပေးရင်အဲ့ဒီဈာလေးကဒီတေးဥကပဲငောင်းဝေးပြီးလက်ချက်ပေးထားတဲ့ပုကန့်တွေကလာရှိုးကြီးကိုတတ်သိမ်းခဲ့တယ်အဲ့ဒီအခါမှာတေးဥနိုင်ငံကပြင်းပြင်းထန်ထန်နဲ့အဖိအားပေးပြီးတော့အလာရှိုးကလည်းပြန်ဆုတ်ပေးဖို့လောက်ကင်ချီပြန်ဖို့ဆိုပြီးတော့တောက်လျှောက်ဖိအားပေးတယ်အဲ့လိုဖိအားပေးခဲ့နေတယ်ဖြက်လေးဖြက်ငောင်းဖြက်နာဖြက်အင်တာနက်လိုင်းဖြက်တာကိုပဲဘူးပိတ်ပင်တာမီးဖြက်တာရေဖြက်တာစသဖြင့်ကိစ္စတွေကိုဒီလောက်ကင်ဒေသပေါ်မှာပြင်းပြင်းထန်ထန်အရေးယူတယ်ပြီးတော့သူ့ကိုကူညီပေးနေတဲ့ဝဘဝကိုလည်းအာ ဒီအရှင်းရောက်ဒေသတွေကိုဝင်နေတဲ့လက်မျက်တွေကိုတာစီပေးဖို့စိတ်ခါရီကိုတာစီပေးဖို့တရုတ်ရဲ့ဖြတ်ထားတဲ့အစီအစဉ်ကိုပါဝင်ကူညီပူးပေါင်းဆောင်ရွက်ဖို့ဆိုတော့ဖိအားပေးတယ်အဲ့လိုဖိအားပေးုံတွေမကပဲနဲ့ဒီဒီရွှေလီခုံမဲမှာလုပ်တဲ့ဆွေးနွေးပွဲတစ်ခုမှာသူတို့အဲ့ကောင်တော့ပောက်ကြားလာတဲ့အမှတ်တမ်းပေါ့အဲ့ဒီမှာတင်ရှိချွင်ရဲ့ဒီမြောက်ပိုင်းသုံးဖွဲနဲ့ခေါင်းဆောင်တွေနဲ့သူတို့စီဝေးမှတ်တမ်းစုဆိုပြီးတော့ပောက်ကြားလာစေခဲ့တာကိုတွေ့ရတယ်အဲ့ဒီထဲမှာတင်ရှိချွင်က အဲသူချင်းချောက်တဲ့စကားလုံးတစ်ခုရှိပါတယ်အဲ့ဒါအသေးရေးရှိပါဒါလဲဆိုတော့ဖုန်ချရှင်အဖွဲ့ကိုသူတတိပေးတဲ့စကားပေါ့လောက်ကင်မှာမိသားစုကြီး၄စုရှိတယ်အဲ့ဒီ၄စုမရှိနဲ့နဲ့လေဒီလောက်ကင်ဒေသဟာလေပတ်နိုင်တယ်အရင်ကဖုန်မိသားစုမရှိနဲ့နဲ့လောက်ကင်ဒေသဟာလေပတ်နိုင်တယ်အခုတရုတ်ကိုအာခံနဲ့နော်ပယ်မိသားစုကချဖြန့်နေလို့လုပ်နေတယ်တရုတ်ကိုအာခံနဲ့အဲ့ဒီအတွက်ပယ်မိသားစုကိုဖယ်ရှားပြီးပြီပယ်မိသားစုမရှိရင်လည်းဒီလောက်ကင်ဒေသဖြစ်တယ်ဆိုတာကိုအခုမြင်နေရတယ်တရုတ်နိုင်ငံကလုံနိုင်တယ်ပြီးတော့အခုကိုကန်းကရန်ကောင်းပါတယ်လားရှုကလည်းမဆုတ်ချင်ဘူးဆိုတော့ဒီပေါ်ပါ ပြောတင်းတင်းကြပ်ကြပ်သတိပေးချိန်ချောက်သတိပေးသွားတော့ပြေးရမှာဆိုတော့တရုတ်တရုတ်ရဲ့ဩဇာဟာဒီကိုကန့်မိုင်လာဘာတွေပုံမှာတိတ်ချင်းလာပါတယ်ပြီးတော့ဒီသုံးဖွဲကလည်းအာလှန်လို့မရတဲ့အနေအထားမျိုးမှာရှိတယ်အဲကြောင့်လဲဆိုတော့ဒီသုံးဖွဲဟာတကယ်တမ်းပြောရရင်သူ့ရာဇဝင်ကိုသူ့နိုင်ငံရေးရာဇဝင်လေ့လာရခါမှာသူကမာဖီးယားဘက်ကဂိုင်းနေလို့ပဲကျွန်တော်တို့ပြောရမယ်သူတို့တပ်ဖွဲ့တွေအဓိကရက်တီရတဲ့အာအားဟာဘက်တာဖက်တမင်းမောင်ကိုဘေးဒါတွေနဲ့သူတို့တောက်လျှောက်နေပတ်လာတယ်ပြီးတရုတ်ပြည်ကသူ့ကိုနောက်ကနေပတ်ပိုးပေးထားတယ်ဆိုတော့ တေးဥပီကိုလိုက်ကလည်းဒီဝပီကနေလာတဲ့ဘက်ကဖက်တဲ့နေကြောင်းတေးဥပီထဲမှာတက်တာလေးအကြီးကြီးဖြစ်နေတာတက်တက်ပြီးတော့တိတ်ပြီးတော့သဘောမကျဘူးတုံတုံရလည်းမြန်မာပီနဲ့ချားမှာတော့ဘာဖာနေနဲ့အုံချလို့တဲ့အတွက်မကြိုက်တော့လည်းပဲခွင့်ပြုပေးထားတဲ့အနေအထားမှာရှိတယ်အဲ့တော့ဒီအချက်ကပဲဒီမြောက်ပိုင်းသုံးဖက်ပေါ်မှာတေးဥရဲ့အကြီးမားဆုံးသောအားသာချက်ဖြစ်ရှိနေတာပေးရတယ်တကယ်လို့ဒါသူ့စကားကိုနားမထောင်ဘဲနဲ့ဆက်ပြီးတော့အားခံတယ်သစ္စာပေါ့ဆိုရင်ဒီသုံးဖက်ကိုတေးဥနိုင်ငံအနေနဲ့နိုင်ငံတကာဘုရားစေဝါတင်ကြီးရဲ့ကြေညာချက်တစ်ခုထောက်ပြန်လိုက်ရုံနဲ့ဒီတက်ဖက်သုံးဖက်ကိုနေ့ချင်းညချင်းမှာတပစ္စည်းနဲ့လဲတယ်လို့ မိုက်သိမ့်တယ်လို့သိမ့်ပြလို့ရတဲ့အနေအထားမှာရှိနေဆိုကျွန်တော်တို့တွေ့ရဒီအချက်ကြောင့်ပဲနောက်ပိုင်းတုံးမဲ့ဒီတရုတ်ရဲ့ပတ်သက်တဲ့အဖက်တွေဟာတရုတ်ရဲ့ဩဇာကိုမလွန်ဆန်နိုင်ကြတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးအနေအထားရှိတဲ့ကြားထဲကကိုကန်ကလာရှုကိုတတ်သိမ့်တဲ့အခါမှာတရုတ်ကိုဖိဆာပြီးတော့တတ်သိမ့်တဲ့အခါတတ်သိမ့်ခဲ့တဲ့ဖြစ်စဉ်တစ်ခုကပေါ်ပေါက်မှာခဲ့တာပေါ့နော်သူသူချင်းချင်းဖြစ်ပေါ်ပေါက်မှာခဲ့တာပေါ့အဲ့တော့ဒီကိစ္စကလည်းရေရှည်မှာအာရေရှည်မှာဆက်ပြီးတင်းထန်လို့မရတဲ့အနေအထားဖြစ်တော့မြို့ပေါ်ရက်ကွက်ကနေကိုကန်တက်တွေကဆုတ်ပေးတဲ့အနေအထားတစ်ခုဖြစ်လာတယ်ဆိုတော့တက်ဖက်တစ်ခုရဲ့နိုင်ငံရေးအရေးမှန်းချက်အာ လမ်းစဉ်တွေကိုတရုတ်ကဒီလိုမျိုးကြောင်ကြောင်တင်းတင်းဖိအားပေးဝင်ရောက်ဆက်ဖက်ပြီးတော့နောက်ဆက်တဲ့ဖြစ်စဉ်ကိုအရကတတော်အေးကောင်းဆောင်ကြီးကတေချာပေါက်နိုင်ငံရေးတင်ကန်းစာထောက်ယူကြပါမယ်ထောက်ယူပြီးသားလည်းဖြစ်နေတယ်ဒီမတိုင်ခင်ကလည်းဒီလိုမျိုးအင်းကြီးချင်းနိုင်ငံတွေအေးအားကြီးနိုင်ငံတွေနဲ့ပတ်သက်တဲ့သဘောထားရပ်တည်ချက်တစ်ခုကိုဒီရခိုင်ကတ်ကောင်းဆောင်ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ကဒီမီဒီယာအင်တာဗျူးတစ်ခုမှာသူဖြေကြားခဲ့တာရှိပါတယ်အဲ့ဒါကတော့ဒီကျွန်တော်တို့ဒီအတိုင်းပဲအရကတတော်အေးဆိုတာလည်းတရုတ်နဲ့နှီးဆက်တဲ့ အဲ့ဒီဆက်လက်ပွဲလိုင်ဇာမှာလူ40လောက်နဲ့2000ခုနဲ့မှာစတင်ပြီးတော့2000ဆက်နှစ်မှာဒီတောင်းတအန်းပလောင်ပြည်နယ်လွတ်မြောက်ရေးအဲပြည်နယ်ထိုးဖောက်တဲ့မှာ TNL ရဲ့သူ့ငွေရင်းဒေသကိုပြည်နယ်ထိုးဖောက်လှုပ်ရှားတဲ့စစ်ကြောင်းတွေမှာဒီ AA စစ်သားတွေကစပြီးတော့ထိုက်ခိုက်လာနိုင်တာကိုပါဝင်လာနိုင်တာကိုတွေ့ရတယ်။အဲ့ဒီကနေမကြောင်2000ဆက်34ဆက်နားဝင်ကျင်တော့မှာဒီရဟိုင်ဒီမှာလည်းအဲကျွန်တော်တို့သိရတိုင်းနဲ့ရိုဟင်ဂျာလူမျိုးရေးကြီးယုံကြည်ကြီးဖြစ်သွားတယ်။ဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒီအချိန်ကတက်ပြီးတော့ဒီ AA ဟာ အင်အားထောင်ကနန်းတော့ရှိပြီလို့ယူဆတဲ့အေအေတပ်ဖွဲ့ဟာသူ့ရဲ့လက်နက်ရိက္ခာတွေရော facility တွေရော materials တွေရောတပ်ဖွဲ့ဝင်တွေပါဒီရဟန်ပြီးတဲ့ဟိုအဖြစ်ဖြစ်ဖောက်စိတ်ဝင်ထိုးဖောက်လာခဲ့တာကိုတွေ့ရတယ်ဆိုတော့ဒီလိုမျိုးအင်အားထောင်ချီတဲ့တပ်ဖွဲ့တခုဟာနော်အဲ့ဒီတော့ကလည်းမြန်မာစစ်တပ်နော်ဒီအချမ်းဖက်စစ်တပ်ရဲ့အနေထားလေအခုလိုနေထားမျိုးမဟုတ်ဘူးထောက်လိုင်းလည်းအားကောင်းတယ်အခုထက်လည်းပိုပြီးတော့တောက်နှင်းခိုင်ပါတယ်ဒီလိုမျိုးအဲဗမာပြည်သူအများစုနဲ့ထိတ်ထိတ်တွေ့တဲ့အနေထားမျိုးမရှိခဲ့ဘူးဆိုတော့ဒီလိုမျိုးအင်အားထောင်ချီရဲ့ရခိုင်တပ်တွေရခိုင်ပြည်မှာဒီလောက်ထိအဲ စိတ်ဝင်ထိုးပေါက်နိုင်နေရာယူနိုင်တယ်ဆိုတာပြပနိုင်ငံကြီးတစ်ခုရဲ့ပံ့ပိုးမှုမရှိတဲ့မဖြစ်နိုင်ဘူးဆိုတာပေါ့ဒါစည်ရည်လေးလာသူတွေနိုင်ငံကြီးလေးလာအကဲခတ်သုံးသက်သူတွေကလည်းလက်ခံသုံးသက်ထားပြီးထားကြပြီလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ယူရင်းကိုဆိုင်အောင်ဒီလိုနဲ့2016အထူးသဖြင့်2018မှာအာကာတက်တော်အေးဟာဒီခိုင်ပြီးမှာထိုးစစ်ကြီးတိုက်တောက်ကြတိုက်ခိုက်မှုတွေစပြီးလုံလုံလာပြီးဖြစ်ပါတယ်ဒီခိုင်ရောက်ပိုင်းအဲ့ဒီကနေမှ2020မှာဆိုရင်2018မှာဆိုရင်ကျွန်တော်တို့နာမည်ကြီးရဲ့ဒီပလောက်ဝမှာသူတို့အခြေချပြီးတော့မီလောင်ဝါတို့မီချောင်းပြူဟာတို့ကို အရင်ကတက်တော့ A တွေကနေ Y1 တိုက်ခိုက်ပိတ်ဆို့တိုက်ခိုက်ပြီးတော့တိုက်ကြတယ်အဲ့တော့ဘာကြောင့်ဒီပလက်ဝါလိုနေရာမှာဆက်ပြီးတော့အရကတက်တော်ကလှုပ်ရှားရတယ်လို့မျိုးနေရာနေထုတ်ပါတယ်အဲ့ဒီခါမှာအဲ့ဒီတော့ဒီတုံးတက်ချက်ချုပ်လဲကျွန်တော်တို့တွေ့ခဲ့ရတယ်ဆောင်းပါချုပ်ပါလေးတွေ့ခဲ့ရတယ်ဒါကြောင့် AA ကဒီအိန္ဒိယရဲ့ကလန်ဖြစ်စီမံခန့်ရှိတဲ့ဒီပလက်ဝါဒေသမှာထုတ်စစ်တွေဆက်ပြီးတော့ဌာနချုပ်စခန်းဖွင့်ပြီးတော့ထုတ်စစ်တွေလုပ်ရတယ်လဲဆိုရင်အချိန်မှာအိန္ဒိယဟာအင်ဂျင်ဖြစ်တဲ့အတွက်သူ့အပေါ်မှာအဩဇာလမ်းမှုတွေရှိလာမယ်အိန္ဒိယရဲ့သဘောတူညီချက်မပါဘဲနဲ့လှုပ်ရှားရတာမျိုးဒီအဲ အိန္ဒိယနဲ့စစ်ကောင်စီနဲ့ပေါင်းပြီးတော့သူ့ကိုဝိုင်းညက်ပြီးပိတ်လာမျိုးတွေဖြစ်လာမှာဟိုမြင်တဲ့အတွက်ဒီအိန္ဒိယရဲ့စီမံကိန်းကိုသူကပဲအရင်လွှမ်းမိုးပြီးတော့အိန္ဒိယနဲ့ထိတွေ့ဆက်ဆံမှုလုပ်နိုင်အောင်စူးစမ်းတဲ့ policy မျိုးကိုကျင့်သုံးနေတာဖြစ်မယ်လို့သုံးသပ်မှုတွေပေးခဲ့တယ်။ဒီသုံးသပ်ချက်ကနောက်ပိုင်းမှာမှန်လာတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။အဲ့တော့တစ်ခါကကြည့်ရင်တော့ဒီတေယုတ်ကလည်းသူခုနကျွန်တော်တို့အစမှာစကားစကားချင်းမှာပြောခဲ့တဲ့အတိုင်းပဲသူ့ရဲ့အကျိုးစီးပွားတွေရှိရနေတာသူ့ရဲ့နောက်ဖိပေါက်ထပ်ပေါက်ဖြစ်တဲ့ဒီအင်္ဂလားပင်လယ်အော်ရခိုင်ပြည်မှာသူနဲ့သူ့ဩဇာနဲ့မလုပ်ခဲ့တဲ့လူတွေကိုအဓိကနေရာမှာထားပြီးတော့ အဲမြန်မာနိုင်ငံကြီးကိုပုံဖော်ခြင်းတဲ့သဘောထားမျိုးကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းတွေ့နေရတယ်။အထူးဖြင့်ဒီဒီတရုတ်နိုင်ငံယူယူနန်ကနေဆင်းပြီးတော့ဒီဗန်ဒလေးကိုဖျက်ပြီးတော့မြန်မာပြည်နယ်ပိုင်းကိုဖျက်ပြီးတော့ဒီစစ်တွေတောက်ပြမထေကျုံထိသွားတဲ့လမ်းကြောင်းတောက်လျှောက်ကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာဒီ2023年23တော့ဗီဥတော်ရင်တက်ဖွဲ့တယ်အများတက်တယ်စစ်တပ်နဲ့တက်ပြီးပြန်ဆင်းလာတယ်ပြီးတော့ MNDA ကလက်နက်တွေတပ်ဆင်ပေးပါဆိုတဲ့တင်းတွေကျွန်တော်တို့ချိတ်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 နဲ့ကိုကျွန်တော်တို့တွေ့ခဲ့ရတယ်အဲ့တော့အဲ့ဒီအချိန်တုန်းက တရုတ်ရဲ့တရုတ်နောက်ခံရှိတဲ့ MNDAA ကအလိုတောက်ခတ်မျိုးတွေကိုလက်လက်တက်ဆင်နေတဲ့လို့အိရှာပြန်ပြီးလေ့လာကြည့်လိုက်တဲ့အခါအဲ့ဒီတရုတ်ရဲ့အကျိုးစီးပွားပိုက်လိုင်းသွားမယ်ကော်ရီဒေါ်ကြီးဖြတ်တမ်းရမြန်မာပြည်အလယ်ပိုင်းတောက်လျှောက်မှာရှိတဲ့တပ်ဖွဲ့တွေကိုအတိအကနဲ့နဲ့အစင်ပြီးစီရင်နေကျင်ပေးခဲ့တာကိုကျွန်တော်တို့တောက်ပြီးတွေ့ရှိရပါတယ်အဲ့တော့ AA ဟာလည်းတရုတ်ကအဲ့ဒီစီမံကိန်းနဲ့ပဲအဲ့ဒီမျှော်လင့်ချက်နဲ့ပဲသူတို့ကိုဟိုစီမံကိန်းဆိုတာအဲ့ဒီသူတို့ရဲ့မဟာဗျူဟာစီမံကိန်းထဲမှာအကျုံးဝင်နိုင်တဲ့တပ်ဖွဲ့ဖြစ်တဲ့အတွက်သူတို့ကလည်းလက်ခံပြောင်းထောင်ပေးတယ်လို့ကျွန်တော်တို့ပြောရင်ပုံမှန်သားလိမ့်မယ်ဆိုတော့ဒီလိုပုံစံနဲ့အခု ရခိုင်ပြည်မှာကျွန်တော်တို့ဒီအရကတက်တော် AI အောင်မြင်မှုကြီးကြီးမားမားရပြီးတော့မြန်မာပြည်အလယ်ပိုင်းမြန်မာပြည်တောင်ပိုင်းတွေကြီးသူ့ရဲ့စစ်ကြောင်းတွေကိုဖြန့်ချက်လာဖြစ်ပါတယ်ဆိုတော့ရခိုင်ရဲ့စစ်ကြောင်းဖြန့်တဲ့ပုံစံဒီရခိုင်ပြည်ရဲ့အစင်လာပထဝီနေထိုင်ရအောင်ကြည့်နေဆိုရင်ကျွန်တော်ဟန်တာလီနဲ့အင်းဝ140စစ်တော်ကဆိုရင်လည်းအာဥပမာအထူးဖြစ်ပေါ်ကျွန်တော်ဒီဟန်တာလီဘရင်တော်ရဲ့နဂဗီရင်ရဲ့ဘရင်တော်ရဲ့ကားတော်နဂဗီရင်ရဲ့ဟန်တာလီပြတ်တဲ့အချိန်ကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာရခိုင်ရဲ့တောင်မှုရင်တန်လင်ကငစင်ကားရင် သုံးတန်ညက်ပြီးတော့တိုက်တယ်အဲ့ဒီအခါမှာဒီရခိုင်တပ်တွေကအဲ့အခုကန်ယူရန်တိုင်းအေယော်တွေကနေခြေတပ်တွေဖွဲ့ဆင်းပြီးတော့တကုံတကုံကနေမှဒီဟန်တာတွေရှိတက်တယ်ဟန်တာတွေရှိတက်တိုက်တဲ့ဖြစ်စဉ်မျိုးကိုတွေ့ခဲ့ရတယ်ဆိုရင်တော့သူသွားတဲ့လမ်းကြောင်းမှာနော်သူသွားတဲ့လမ်းကြောင်းရခိုင်ပြည်ကနေစပြီးအဲ့ဒီရခိုင်ပြည်ရဲ့အနေထားရဒီလိုစစ်ကြောင်းချီသွားလာလှုပ်ရှားရတဲ့လမ်းကြောင်းကိုကြည့်ရအောင်မြမကန်ယူတန်ဘေဝကျုံးပေါ်ကန်ယူတန်တောက်လျှောက်ခုလုံးကိုအုပ်စီမိတဲ့အနေထားမျိုးကိုတွေ့ရတယ်အဲ့ခါကျတော့လက်ရှိအာရတတက်တော် AA ရဲ့အနေထားဒီတေယုတ်ပြည်ရဲ့အရေးပါတဲ့ထွက်ပေါက်ဖြစ်တဲ့ မြန်မာကန်ယူတဲ့ဘင်္ဂလားပင်လယ်အော်နဲ့ဒီ AR မြေဝကျုံးပေါ် data တခုလုံးကိုမသိမ့်ပိုက်ချိုင်းရင်တော့မှသူ့ရဲ့ထုတ်ရှားမှုသူ့ရဲ့ဒီနိုင်ငံရေးကလေ့ကျင့်ပေးတာမဟာမိတ်ဖွဲ့မှုတွေကိုကြည့်လိုက်မယ်ဆိုရင်ဒီ data ကို AI ရဲ့ဩဇာဟာလွမ်းမိုးဖြန့်ကျက်ထားနိုင်ပြီလို့တော့ကျွန်တော်တို့ပြောင်းလဲလို့ယူဆလို့ရပါတယ်။အဲ့ဒါကြတော့ဒါအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ပေါ်ချုံထုံးပြနိုင်တာခုနကကျွန်တော်တို့ဒီပလောက်ဝမှာသူတို့နှုတ်ချခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အုံသက်ခဲ့တဲ့ဟာကြီးอ่ะเนาะနောက်ပိုင်းမှာမှန်လာတယ်ဆိုတာ ဲ့ဒီ interview မှာ interview ဒီနောက်ဆုံးဒီအရသာတက်တော် AA ကရခိုင်ပြီးမှာ process ဖို့၃ရက်နေပဲကြာနေအချိန်မှာမီဒီယာရင်းနဲ့ဖြေခဲ့တဲ့ interview မှာပေါ်ချုပ်ဆုံးမြန်နိုင်ကအခုလိုမျိုးပြောခဲ့ပါတယ်။အဲ့မှာဒီ interviewer ရဲ့အမေကိုသူဖြေသွားရတဲ့အချိန်မှာပေါ်ချုပ်ကပြောနေစမ်းစစ်ကောင်စီကိုတရုတ်ပြည်ကဘာကြောင့်အဲ့လောက်ထိအားကိုးတာလဲ။သူ့အကျိုးစီးပွားကိုအကယ်လို့များတရုတ်ကကကျွန်တော်တို့ကိုကူညီခဲ့မယ်ဆိုရင်ကျွန်တော်တို့ကနေပြည်တော်တော်တိတ်မလိုက်ပြီကကျွန်တော်ကတော့ဒါမျိုးရရင်တော့ဝင်ပြီးတိုက်မလိုက်မှာပဲတိတ်မလိုက်ပြီးမှ ဒီမြန်မာနိုင်ငံမှာအဖိနှိတ်ခံလူတွေရောပြီးတော့တိုင်းရင်းသားတွေကိုဗာလွတ်မြောက်အောင်တခါတည်းကျွန်တော်တို့ကြိုးစားသွားမယ်ကျွန်တော်တို့ကတော့အဓိကမိမိရဲ့မိမိရဲ့ပြည်သူတွေမိမိရဲ့တိုင်းပြည်ရဲ့အအကျိုးစီးပွားဘက်ကအရက်တီဗီမှာစဉ်းစားမှာပဲပြီးတော့အလုံးလုံးလာမယ်ဆိုရင်ရင်းနှီးမြုပ်နှံတဲ့လူကိုယ့်ရဲ့ပါတနာတွေရဲ့အကျိုးစီးပွားဒါမျှတမှုရေရှည်အကျိုးစီးပွားပန်းဝင်ခြင်းဆိုင်ရာအချက်လက်တွေကို အကုန်လုံးပေါင်းစပ်ပြီးစဉ်းစားမယ်စဉ်းစားပြီးရဲ့အဲဒါဖြစ်တဲ့မူဝါဒကိုချချထားတာပဲပြည့်ရဲ့စောစောပြောတဲ့ဟို main form ပေါ့အတယုတ်တန်တမန်နဲ့ဆွေးနွေးသလားဆိုတဲ့ကိစ္စကတော့ကျွန်တော်တို့လည်းတက်နိုင်သမျှထိုးဖောက်ပြီးမှကိုလက်လန်းမိတဲ့လောက်မှာဒီအခြေအနေတွေကိုချပြပြီးမှကိုရဲ့အကျိုးစီးပွားကို promote လုပ်ဖို့အတွက်တစ်ချိန်တိုင်းအချိန်အချိန်တိုင်းမှာကျွန်တော်တို့စူးစမ်းနေတာပဲဖြစ်ပါတယ်ဒီနေရာမှာ ဒီစစ်ကောင်စီနဲ့ကျွန်တော်တို့ဘက်ကအာသာချက်အာနေချက်ကြွာကြားချက်တွေတော့ရှိပါတယ်။သူဘက်ကအာသာချက်ကတော့သူက state actor အနေနဲ့ G2G ဆက်ဆံရေးရှိတယ်။အဲဒါကြောင့်မို့သူလက်ဒီဒီ leverage power ကိုသုံးပြီးမှမကြသေးခင်ကပဲအဲလာရှိုကြာတော့တဲ့အချိန်မှာသူကငိုပြလိုက်တယ်ဟိုကဖြည့်ရှင်းတဲ့ပုံစံမျိုးတွေပေါ့အဲကျွန်တော်တို့ကြတော့ဒါ state actor ဆင်းကိုမရောက်သေးဘူးအာဒီဘယ်လိုပြောမလဲ defective defective ဟိုပါပေါ့အာ government တခုလိုမျိုးတော့ဟုတ်တယ် ဆိုတော့သူ့လမ်းကြောင်းနဲ့သူသူနိုင်တဲ့အနေထားကကျွန်တော်တို့ဝင်ပြီးထိုးဖောက်တာတွေတော့အများကြီးလုပ်ပါတယ်ဖိအားပေးမှုလို့တော့အဲကျွန်တော်တို့ကဒိုင်ရိုက်ကြီးမပြောလို့ပါဘူးဒါကတော့သူ့ရဲ့နိုင်ငံရေးမူဝါဒသူ့ရဲ့အကျိုးစီးပွားနဲ့အဲအကျိုးပြုတဲ့မူတွေကိုသူကပြထမ်းပါပဲကျွန်တော်တို့ကလည်းပဲအဲကျွန်တော်တို့တိုင်းပြည်အတွက်အဲကျွန်တော်တို့ပြည်သူတွေအတွက်လှုပ်တင်လှုပ်ထိုက်တဲ့ဟာကိုအဲတစ်ဖက်နိုင်ငံတွေရဲ့အကျိုးစီးပွားနဲ့ ပဋိပက္ခမဖြစ်အောင်သဟာဇာတာဖြစ်ဖို့ဆိုတာကတော့နောက်တစ်ပိုင်းပေါ့ကိုလှုပ်တဲ့အလုပ်ကသူ့ရဲ့အကျိုးစီးပွားနဲ့ပဋိပက္ခမဖြစ်အောင်ထိတိုက်တွင်းမှုတွေကိုရှောင်ရှားပြီးမှတော့ကိုပြည်သူတွေအတွက်လှုပ်တင်တဲ့ဟာတွေကိုနီးလန်းနေရှားပြီးမှဆက်လက်လှုပ်ဆောင်နေရဟိုအရေးကြီးပါတယ်အဲ့ဒါလည်းဘယ်နိုင်ငံပဲဖြစ်ဖြစ်အဲနေရာတစ်ခုမှာရင်းနှီးမြုပ်နှံမှုလုပ်ပြီးဆိုရင်သူ့ရဲ့ရင်းနှီးမြုပ်နှံမှုနဲ့လူဒါ personal security တွေပေါ့ အဲ့ဒါတွေကို သူကစိတ်ပူမှာပဲသူရဲ့လိုအပ်ချက်ကိုကိုကတိနေပြီဆိုရင်သူနဲ့ဆက်ဆံမဲ့အချိန်မှာအကိုလုတ်ပေးနိုင်တာကိုလုတ်ပေးတာကဒါကောင်းမွန်တဲ့မဟာဗျူဟာမြောက်တဲ့အဲလုတ်ဆောင်ချက်လို့ကျွန်တော်မြင်ပါတယ်တကယ်လို့ကျွန်တော်တို့ကအသူရဲ့လိုအပ်ချက်ကိုမကူညီပေးဘဲနဲ့ကိုရဲ့ပြိုင်ဖက်ကအတ္တဟာကိုဖြစ်စီပေးတယ်ဆိုရင်အဲကိုရဲ့ပြိုင်ဖက်ကသူ့ဖက်ကိုရောက်တော့မယ်ဒါကြောင့်အဲကိုရဲ့ဒီဥမာရခိုင်ပြည်မှာရှိတဲ့ အဲ့သူရဲ့ access တွေရောဒီအလုပ်သမားတွေကိုရောပညာရှင်တွေကိုပါကျွန်တော်တို့ကလုံခြုံရေးပေါ့ security guarantor ဖြစ်နေရက်တည်နိုင်တယ်ဆိုရင်ကိုယ့်ရဲ့ဂုံသိမ့်ခါလဲဟုတ်တယ်ဆက်ဆံရေးအပိုင်းမှာလဲတဆင်မြင့်သွားမယ်ကျွန်တော်တို့ကအဲ့လိုမြင်ပါတယ်တချိန်တော့ကကြတော့ဒီစစ်တပ်ကပုံပြီးမှအစသာအရာရာကိုထိန်းချုပ်တဲ့ကာလမှာအဲ့သူဘယ်နိုင်ငံနဲ့ဘာသဘောတူညီချက်လုပ်ကြလဲငွေကဘလောက်အိတ်ထဲဝင်သွားတယ်လဲပြည်သူတွေစီကမြေတွေကိုဘလောက်သိမ်းသွားတယ်လဲ ရောကြီးကဘလောက်ပေးလဲဆိုတာကိုကျွန်တော်တို့ကဒါ transparency လည်းမရှိဘူးခံစားပိုင်ခွင့်လည်းမရှိခဲ့ဘူးအဲ့ဒီအချိန်မှာကြာတော့ပြည်သူတွေကကျိုးချောင်းစီလျော်တဲ့တုံ့ပြန်မှုထက်ဒါညင်းပယ်ခြင်းကိုပဲရွေးချယ်ခဲ့ကြတယ်အဲ့လိုမျိုးမျက်စိမိတ်ပြီးညင်းလေလေတစ်ဖက်လူတွေအားသာချက်ဖြစ်လေဆိုတဲ့အနေအထားမှာကျွန်တော်တို့ကဒီအားတွေကိုတွဲချစိတ်ဖြာပြီးမှကိုယ့်ဖက်ကဘလို့တုံ့ပြန်ရင်ပို့ပြီးမှအားသာချက်ရှိတယ်လေဆိုတဲ့ပုံစံမျိုးကိုတိတိချာချာ အဆက်စစ်လေ့လာပြီးမှအဲဒါမူဝါဒတွေကိုချမှတ်ပြီးငါတို့လည်းသူတို့လိုမျိုးလုတ်ပေးနိုင်တယ်သူတို့ကတော့ပြည်သူတွေလက်မခံထားတဲ့လူမျိုးတို့အမြဲတမ်းအငင်းပွားစရာတွေရှိမယ်ငါတို့ကတော့ငါတို့ပြည်သူတွေနဲ့တပါတဲ့ရက်တည်ပြီးမှဒီကိစ္စတွေကိုပူပေါင်းဆောင်ရွက်လို့ရတယ်ဆိုတဲ့နေရာမျိုးပေါ့နော်ကျွန်တော်တို့ဘက်ကလည်းဒါရှိတယ်ဆိုတော့ present လုပ်လို့ရတာပေါ့အဲဒီလိုမျိုးပါ